Hello ချေရတဲ့ baby family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာ။နိုဝင်ဘာလရဲ့ပထမရက်လေးမှာမိဘပြည်သူအားလုံးပဲကျမကြပါစေ။ချမ်းသာကြပါစေ။တွားလျက်မှာ begin ကြပါစေလို့ပထမဆုံးဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ Okay ဒီနေ့မှာလည်းကျွန်တော်တို့သတင်းလေးတွေတွားကြည့်ရမှာဖြစ်ပါရနော်။အဲ့တော့အားလုံးသိရတိုင်းပဲကျွန်တော်တို့ခုချိန်မှာသတင်းနဲ့ပြက်လို့မရပါဘူးနော်။အဲ့တော့မြန်မာပြည်မှာဘယ်လိုတွေဖြစ်နေလဲ၊တော်လိုင်းရေးအခြေအနေဘယ်လိုရှိနေလဲဆိုတာကိုနေ့တိုင်းမှာကျွန်တော်တို့အသတင်းတွေတင်ဆက်ပေးတဲ့ channel တွေအများကြီးရှိပါတယ်နော်။အဲ့တော့ဒီမှာဒုတိယလာကြည့်ပြည့်တဲ့သူရောက်စတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ ။ Okay ဒီနေ့နိုဝင်ဘာ၁ရက်နေ့အတွက်သတင်းတွေကိုကျွန်တော်တို့တွားကြည့်အောင်နော်။သတင်းမျိုးတွေမကြည့်ခင်မှာထုံးစံတိုင်းမှာပဲလူရေးတူရှင်သတင်းနှစ်ပုတ်နဲ့ကျွန်တော်စလိုက်မယ်နော်။ ပထမသတင်းတစ်ပုဒ်ကတော့စေအုပ်ချုပ်ရေးတံတင်တီဘောမျိုးစစ်တပ်ဖမ်းဆီးမှုကြောင့်ဒေသခံချုပ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ကော်မရှင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမျိုးဒေသခံများကိုစစ်တပ်ကဖမ်းဆီးမှုများနဲ့နေအချိတ်မှုများလုံဆောင်နေတာကြောင့်ထွက်ပြေးသိမ်းရှောင်နေရသူများရှိကြောင်းစုံစမ်းသိရှိရလို့သိရပါတယ်နော်။အဲ့တော့ TNL ရေအုပ်ချုပ်စဉ်ကာလမှာ TNL နဲ့ပူးပေါင်းတဲ့ဒီအုပ်ချုပ်ရေးမှုတွေ၊ယာယီမှုတွေအစသဖြင့်ပေါ့နော်။အားလုံးကိုချမ်းမစကောင်စီဖမ်းဆီးပြီးနေအိမ်ကိုချိတ်ပိတ်နေတယ်လို့ကြားရတာပေါ့နော်။အဲ့တော့ဒီ MMDA ထုတ်သွားတော့ကလည်းဒီ လာရှုမြို့မှာဓာမျိုးဖြစ်စဉ်တွေဖြစ်ခဲ့တယ်အခုဆိုလည်းဒီတီဘောမျိုးနဲ့ဒီတခြားမျိုးတွေမှာဖြစ်ဖို့အခြေအနေလည်းတွေ့နေရပါတော့အဲ့တော့သူတို့ထွက်နောက်ဆုတ်သွားတာပြဿနာမရှိဘူးထားလိုက်အောင်ပေါ့နော်ဒီကြံခဲ့တဲ့သူတွေမှာပို့ပြီးတော့ဒုက္ခရောက်ပါတယ်အဲ့တော့ငါဒီမျိုးတွေကိုဒီလိုမျိုးအလကားပြန်ပြေးတာတော့တော်တော်ကြီးအဆင်မပြေပါဘူးနော် ောက်ထပ်သတင်းဘုတ်ကတော့နေပြည်တော်ကိုအလစ်ဝင်တိုက်ခိုက်ခံရမိကိုစစ်တော်ဗီများကစိုးရိမ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ကရခိုင်ရခိုင်ဒေသများတွင်ထိုးစစ်ဆင်နေတဲ့စစ်ကော်မရှင်ကစစ်တပ်အင်အားအများပြားကိုရင်းဒေသများသို့ဆေးလွှတ်ထားရသည့်အတွက်စေယုံကျုတီရှိရဲ့နေပြည်တော်ကိုတော်လိုင်းတိုက်များအလစ်ဝင်ရောက်တိုက်ခိုက်မိကိုစစ်တော်ဗီများစိုးရိမ်လျက်ရှိတယ်လို့သိရပါတယ်နော်။အဲ့တော့သူတို့စိုးရိမ်နေတဲ့အချိန်မှာချမ်ပတ်ဒီချမ်ပတ်စစ်ကော်မရှင်ရဲ့တီရှိရာဒီနေပြည်တော်ကိုတော်လိုင်းတပ်တွေကတွားရောက်ပြီးတော့ထိန်းချုပ် ဖြစ်စီဒီအချက်ပဲစစ်ကောင်စီတွေကိုရှင်းလင်းနိုင်နေဆိုရင်တော့ဒါတကင်းတရင်ကောင်းဖြစ်မှာပေါ့နော်ဒီကောင်တွေစစ်ရင်အတော်နေလို့အခုလိုအော်ဟစ်ပြတာဖြစ်မိတယ်တပီလုံးကိုထိုးစစ်ပြန်လုပ်နေတော့နောက်မှဟောင်းလောင်းဖြစ်နေပုံကြီးရတယ်နေပြည်တော်ကဘိုးဌာနချုပ်ဆိုတော့အဲ့ဒါကြာသွားရင်စစ်တပ်တစ်ခုလုံးပြိုမာလေလို့စီးရေးသုံးတဲ့သူတို့ကလည်းသုံးသက်တယ်လို့တီးရပါတော့အဲ့တော့အချက်ပဲစစ်ကောင်စီလော်ပီတွေလော်နေတဲ့အတိုင်းပဲတကယ်ပဲအားနည်းလို့လာပေါ့နော်တကယ်ပဲနောက်မှစစ်သားတွေမရှိဘူးလားရှိမရှိဘူးဆိုရင်တော့ဒါဝင်ပြီးတော့ဆော်လိုက်တော့အကောင်းဆုံးပေါ့နော်ကျွန်တော်တော်လိုင်းရဲဘော်တွေကလည်းပြောဘူးတယ်ပေါ့နော်ဒီဒီလိုမျိုး နေရာစုံမှာတိုက်နေတာထက်တကယ့်ခေါင်းကိုထိလိုက်တယ်ဆိုရင်တော့ခေါင်းကိုခေါင်းကိုပေါ့နော်တိုက်ချလိုက်တယ်ဆိုရင်တော့အားလုံးကိုနိုင်သွားမယ်လို့လည်းသုံးသပ်ထားတွေ့ရတယ်တော့ပေါ့နော်မကြခင်အချက်ပဲစစ်ကော်မရှင်ကိုဘယ်လိုမျိုးမျက်လေပြပြီးမှတိုက်ခိုက်မလဲတော့စိတ်ဝင်စားစရာကောင်းပါနော်ကဲကျွန်တော်ပထမဆုံးနားထောင်မယ့်သတင်းကတော့ TNL ကမိုးကုတ်မိုးမိတ်ကိုအချက်ပဲစစ်ကောင်းစီကိုပြန်ပေးပြီးတော့ပေါ့နော်ဒီအပြစ်ရက်ကိုသဘောတူပြီးနောက်ပိုင်းမှာဒီမြို့တွေကိုကျွန်တော် PDF တွေကပြန်လဲ ထိမ့်ချုပ်ထားပြန်လှည့်ပြီးတော့ကောက်ကင်မယ်ဆိုတော့ကြိုကြော်ညာလိုက်တယ်ပေါ့နော်ဒါအပြင်တခြားဒီတက်ဖွဲ့တွေအများကြီးကလည်းပူပေါင်းတာကိုတွေ့ရတဲ့အပြင်ကိုထပ်ပြီးတော့ကောက်ကင်နိုင်ဖို့ပေါ့နော်လူတွေထက်ခေါ်တာလည်းတွေ့ရပါတယ်နော်အဲ့တော့ဒီပေါ်ဒီသတင်းကိုကြည်ညာထားတဲ့ကတော့ကြောက်ကြောက်နော် တက်တက် TNL ကပူပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မန္တလေးတိုင်းမိုးကုံးမြို့ကိုမဟာမိတ်တွေကိုအတိမပေးဘဲပြန်ပေးခဲ့ပေမဲ့ PDF တက်ဖွဲ့တွေကတော့ပြန်မပေးဘဲထိမ့်သိမ်းသွားမယ်လို့အတိအသေးထုတ်ပြန်ထားကြပါတယ်ပြည်သူ့ကောက်ကင်တက်မတော်မန္တလေးနဲ့အတူဒေသအခြေဆိုင် ပြည်သူ့ကကွယ်ရေးအဖွဲ့ MGK PTO နဲ့မိုးကုတ်ဗျူဟာတို့ကထင်းနယ်လေကပြန်ပေးမယ်လို့ထုတ်ပြန်ပြီးချက်ရှင်းဆိုသလိုအော်တိုဘလ29ရက်နေ့က border ထုတ်ပြန်လာကြတာပါဒါကြောင့်လေရန်ပုံးတံကိုအကြီးအကျယ်ခံနေရတဲ့မိုးကုတ်ဒေသခံတွေအကြားတွေးဟာဖြစ်စရာနဲ့စိုးရင်ထိန်းလန်းမှုတွေရှိနေကြပြီးအမှန်တကယ်ထိန်းချုပ်နိုင်ပါမလားဆိုတာကိုလည်းတန်တရားရှိနေကြတယ်လို့မြို့ကန်တွေကပြောပါတယ်တိုက်လို့တင်စီရမရင်အကျိုးမြတ်ရနိုင်တဲ့ လက်နဲ့တိုက်တွေတိမ့်မိတာမျိုးပေါ့နော်ဒါပေမဲ့ထိန်းထားတာကတော့ဘာအကျိုးများမှမရနိုင်ဘူးဆုံးချုံမုံပဲရှိနိုင်ပါတယ်ဒါကြောင့်ထိန်းသိမ့်နိုင်တာကိုပဲထိန်းသိမ့်စေခြင်းနဲ့အားပြန်ယူပြီးပြန်တိုက်တာမျိုးလုပ်တဲ့လို့မြင်မိရအကြောင်းစစ်ရေးလဲလာတုံးသက်သူတူကပြောပါတယ်ပြီးရဲ့အော်တိုဘလ29ရက်နေ့28ရက်နေ့မှာကျောင်းနိုင်ငံကုမင်းမြို့မှာထင်းနယ်လင်းနဲ့စစ်ကော်မရှင်တက်တော်ကြားကိုကြင်မြောက်ဆွေးနွေးပြီးရနောက်မိုးကုံမြို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းက မုံမိန်မျိုးတွေကိုပြန်ပေးဖို့သဘောတူခဲ့တာပါအဲ့လိုဆုတ်ခွာမယ်လို့ကျင်ညာပြည်နယ်အောင်မိုးကုံမျိုးကာကွယ်ရေးအတွက်ဆိုပြီးဒေသခြေဆိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ MGK PTO နဲ့မိုးကုံပြည်ဟာတို့ကသူရဲ့တပ်ဖွဲ့ဝင်ဟောင်းတွေကိုပြန်လည်ခေါ်ယူနေပါတယ်ဒါတော့ပါနော်မိုးကုံမိုးကုံမိုးမိန်နဲ့ပတ်သက်ပြီးတော့သတင်းလေးပဲဖြစ်ပါတယ်အဲ့တော့တချို့ကလည်း ပြန်ပေးလိုက်ပါတော့ပေးပြီးမှသူတို့ပြန်နေရယူမှပြန်တိုက်ပါတော့ပြန်တိုက်တယ်ဆိုရင်သူတို့လက်နက်တိုက်တွေပါလေရနေလက်နက်တွေပြန်ရနိုင်တယ်ပေါ့နော်အခုလိုခုခံတာအချိုးမရှိဘူးလို့တုံးတက်တဲ့အဖွဲ့လည်းရှိသလိုအမျိုးမျိုးတုံးတက်နေကြပါတော့အဲ့တော့ဘလိုပဲပြောပြောအခုချိန်မှာဆိုရင်ဒီမြို့တွေကတော့ဂျမစစ်ကောင်စီတိုက်ရခြင်းအကြောင်းရင်းကရွေးကောက်ပွဲကြောင့်ဖြစ်ပါတယ်နော်အဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလှုပ်တာဖြစ်တဲ့အတွက်လည်းဒါပြန်ပြီးတော့ခုခံကာကွယ်မယ်လို့ဒီတော်လိုင်းတစ်ဖွဲ့နဲ့ဆုံးဖြတ်ထားဖြစ်ပါတယ်နော်ကဲကျွန်တော်နောက်နောက်မှာတော့ကိုဘိုကျော်ပြောထားတဲ့သတင်းလေးပေါ့နော်။သူကတော့ဒီ ခုချိန်မှာဆိုအကြက်ဖက်မင်းအောင်လဲအကြောက်တရားနဲ့ပဲအုတ်ချုံနေတာအားလုံးသိပြီးရဖြစ်ပါရနော်အဲ့တော့အမှုပြန်ရှင်တွေကိုလည်းခုစမှာတခုတို့ချင်းကြောက်တယ်တွေးထိုးဆန်းတာတွေ့ရတယ်ပေါ့နော်အဲ့တော့အကြောက်တရားနဲ့ပတ်သက်ပြီးသူပြောထားတယ်နားထောင်ကြည့်လားခင်ဗျားတို့ကျွန်တော်တို့ပိုင်နေခင်ဗျားတို့နာမည်ပေါင်းတဲ့ပိုင်ထားတဲ့အင်ဂရီဘလောက်ပဲရှိအခုချိန်မှာတို့ကလိုချင်တော့ဒီအင်အားဖယ်ဆိုခင်ဗျားတို့ဖယ်ရမမေ့ရတော့မဖယ်ခင်ဗျားတို့လိုတယ်ခင်ဗျားတို့ကလည်းကြောက်တယ်လေအဲ့ဒီအကြောက်တရားပြဿနာပါခင်ဗျားတို့ကလည်းကြောက်တယ်ဟောငါတို့ကတိုင်ငါတို့စီဝါရီထိခိုင်း ငါတို့ဒုက္ခရောက်နေဆိုတော့အကြောက်တရားနေရအောင်အတသက်လုံးချောက်နေရအောင်တသက်လုံးနဲ့ဘာမှဖြစ်လာစဉ်းစားကြည့်ကျွန်တော်တို့ဖြစ်စီရင်အဲ့၃ရောက်အဲ့လိုဖမ်းလိုက်အရောက်၃၀လောက်ထပ်ပေါ်စေကျွန်တော်လောက်ရမယ်ကျွန်တော်တို့ဒီစနစ်ကြီးကိုခင်ဗျားတို့မွေးမြူပြီးကြောက်လို့မပြောမပြောပဲထားလိုက်ခင်ဗျားတို့သားသမီးတွေခင်ဗျားတို့ generation တွေခင်ဗျားတို့မျိုးတွေအထိအဲ့တိုင်းမှာကြောက်ကြောက်နေနေသွားတယ်ကျွန်တော်နေကြလာဗျာတကဘာလုံးမှာ ဥပမာ200နဲ့ခုနှစ်နိုင်ငံလောက်ရှိတယ်ဆိုရင်180လောက်ပါဒီမိုကရေစီနဲ့နေလာအဲ့ဒါကိုခင်ဗျားတို့ကျွန်တော်နိုင်ငံပဲတကူမှားမှကြောက်နေရတယ်တကောရောက်ရောက်ပြောမထွက်တာနဲ့နောက်ဆုံးဘယ်လောက်ကြောက်ရလဲဆိုရင်ကျွန်တော်တို့ခင်တော့ဆိုရည်ရတယ်လူကြီးသားသမီးအားစားကြောက်ရတယ်လူကြီးသားသမီးဟုတ်တာလုံးလုံးမဟုတ်တာလုံးလုံးကျွန်တော်တို့အချင်းချင်းလောက်မပြောနဲ့ကျွန်တော်ကြောင်းတက်ခဲ့တော့ဆရာဆရာမတွေကစားကြောက်စဉ်းစားကြည့်ကျွန်တော်ဘွားတယ် ဲ့လိုအကြောက်တရားတွေလည်းအဲ့လိုနေရတဲ့နေရာကြီးကိုနှစ်သက်တယ်ခင်ဗျားတို့တာသမီမြီးတွေအထိအဲ့လိုအကြောက်တရားနဲ့နေရတာကိုဖြန့်ဖို့သိစင်းတယ်ဆိုတော့ခင်ဗျားတို့ကြောက်နေလိုက်ဟုတ်တာကြားပါဘောပဲဟုတ်ကဲ့ဟုတ်ကဲ့မြပြေးပေါ့ဒါပဲဒီကလာမပြေးမသူတို့မထောက်ခံဘူးတိုင်းဘယ်သူကရက်တည်နိုင်လဲခင်ဗျားတို့တွေအဲ့လိုမျိုး သူတို့ယက်တိနိုင်အောင်ခင်ဗျားတို့ကြောက်ပြတ်နေသူတို့ယက်တိနိုင်နေသူတို့ယက်တိနိုင်နေခင်ဗျားတို့ဘဝတွေကအကြောက်တရားတွေရမယ်ပဲနေထိုင်ပြီးတော့ဘာလို့မစီးပွားရေးတွေလဲဒီလိုပဲအကြောက်တရားတွေကလုံးဝတဲ့စီးပွားရေးလူလက်တန်းစားလက်နေဆေးလူတန်းစားငတ်နေချမ်းသာတဲ့လူတန်းစားတစုကချက်ပြီးတော့ချမ်းသာတဲ့ချမ်းသာလေးအဲ့ခင်ဗျားတို့ဘာလုပ်ကြမလဲဘာအင်္ဂလိပ်သာတပ်ဖို့ဟိုဘာလဲအာ international school မှာထားစေမှာရိုးရိုးကျောင်းလေးမှာနေနေလဲအင်္ဂလိပ်စာအင်္ဂလိပ်စကားပြောနိုင်တဲ့အနေထားလေသူတို့လွတ်လပ်စွာနေထိုင်မှုတွေသူတို့လွတ်လပ်စွာတည်ထွင်ဖန်တီးနိုင်တဲ့စွမ်းအားတွေရဖို့တော့ကျွန်တော်တို့မကြောက်တဲ့ခေတ်ကိုလိုရမှာဒီပိုကရစီစနစ်လူအခွင့်ရေးကောင်းကောင်းရှိတဲ့နိုင်ငံဖြစ်ရမယ်လွတ်လပ်ခြင်းနဲ့ညတာခြင်းဆိုတဲ့အရာတွေနဲ့ပြည့်ပြည့်စုံနေတဲ့နိုင်ငံတစ်ခုဖြစ်ရမယ်အခုကျွန်တော်တို့ကစတော့စနိုင်တယ် နည်းနည်းလေးစားလိုက်ရင်ဒီကောင်လေးအကြောက်တရားခက်ကိုဥဆောင်တယ်ဒါအောင်မရိုက်ချူဘူးအာဟေးလာဝါလာတစ်ချက်ထွက်ပြီးတာနဲ့ကြောက်ပြီးနေနေသေးပြီးတော့ဒီလိုဘဝပဲသွားပြီးတော့ခင်ဗျားတို့ကျွန်တော်လူညွန့်နေတုံးနေကြအောင်ပဲအဲ့တော့ဘာပြောချင်လဲဆိုတော့ဒါကတတအကြောက်တရားကိုထဲထဲတာဒီကောင်လေးကိုစံပြငါတို့ဖမ်းပြတယ်မင်းတို့ကြံတဲ့ကောင်ပြောရတဲ့ကောင်ပြောကြည့်ရဆိုပြီးတော့ဒီကောင်လေးလုံဟုတ်တယ်ရမလားဆိုပြီးစမ်းလာအေးခင်ဗျားတို့အတန်ထွက်လိုက်တော့လုံချင်တော့လုံပါစဉ်းစားကြည့်ကြည့် ရွေးကောက်ပွဲဒီလိုအနေအထားမျိုးမှာတော့ဒီလောက်လောက်တယ်ဆိုသူတို့သူတို့တွေပြောတဲ့ဒီမိုကရေစီနဲ့သူတို့သွားတယ်ဆိုတော့ခင်ဗျားတို့ယုံတော့ခင်ဗျားတို့ချီးကြိုက်လို့ချီးစားတယ်လို့ပဲကျွန်တော်ကတော့တော်ပါလားအဲ့တော့ရှင်းနေပြီခင်ဗျားတို့ပင်နေရမှာနေမလဲဘလို့အနေအထားမျိုးမှာနေမလဲခင်ဗျားတို့ခင်ဗျားတို့စုံဖြတ်ကြမိုက်တယ်ကိုမိုက်တီကိုတန်ထွန်သောဂျုံဝင်းချော့အွန်လိုင်းလို့အွန်လိုင်းရတော့ထားပါဒီကောင်နည်းနည်းခံစားချက်ရှိတယ်တွက်လက်နဲ့သူနဲ့ဖန်နီကင်းကိစ္စမှာထားထားလိုက်တော့ဘလို့ဘယ်ဖြစ်ဖြစ် သူတို့ပြောရဲတယ်သူတို့ tackle လည်းရဲတယ်ဒီပဲနေမိုက်တယ်ဒီလောက်ပါပဲနောက်တစ်ခုဒီလိုဖမ်းတာဖတ်မှာပဲခင်ဗျားတို့ဒီတနေ့ခင်ဗျားတို့ဘာမှမလုပ်လဲတနေ့ဖမ်းငတ်ထင်းချင်းမှာပဲကျွန်တော်ပြောပြီးခလာအခုကြည့်လေသူ့ဘတ်တွေကိုဘတ်တွေမသိဘူးဒီကောင်းနေမှာခင်ဗျားမိုက်ထိပါပဲအဲ့ဒါကို free bomb မနေတဲ့ခွေးတောင်းသားအပေါဟိုဘက်က lobby အပေါင်းလိုက်အဲ့ဒါမင်းတို့ကြည်ထားတွေ့တယ်ဟောအေးမင်းတို့လှည့်တယ်မကြငင်ရောက်မယ်ဟုတ်ကအခုတော့အထဲမှာတော်တော်ရောက်နေပြီဆို မင်းတို့လေမှားတာနဲ့မင်းတို့ခံရလိုက်မယ်ဒါပဲကဲဒါတော့ကိုကိုကျော်ပြောတာတကယ်မှန်ပါတယ်နော်အဲ့တော့အကျန်းဖတ်စစ်ကောင်စီလောက်အောင်မှာအေးစစ်နေလို့ရမှာမဟုတ်ပါဘူးနော်ကိုယ့်ရဲ့ခန်းစားချက်တစ်ခုခုလေးပြောတာတော့မှအခုဒီဖန်ခါလူတွေဆိုရင်အများကြီးရေးတာမဟုတ်ဘူးနော်ပြန်ပြီးရှာကြည့်တဲ့အခါမှာရင်းစဆိုင်ရေးတာလည်းမတွေ့ရအောင်ရွေးကောက်ပွဲကိုစကြင်ပါတယ်ဆိုရင်စလုံးနဲ့တွေ့ရတော့မဟုတ်ဘူးနော်တချို့ဆိုလက်လေးပေးမိလို့အဖန်ခါတာပေါ့နော်ဘလောက်တော့မှတ်ရင်လဲဆိုရင်အဲ့တော့အဲ့လိုမျိုးလူတွေကဒီမိုကရေစီလမ်းကြောင်းကိုသွားနေပါတယ်ဆိုတော့ဟာကိုယုံတဲ့သူရှိသေးရင်တော့ တော်တော်လေးအံ့ဩစရာကောင်းတယ်ပေါ့နော်။ကဲကျွန်တော်နောက်ထပ်ပေါ့နော်။ဥကျော်ပြောတဲ့သတင်းလေးနားထောင်ကြည့်အောင်နော်။အဲကောင်ကပါဝါပိုကြီးတယ်ဆိုတာမင်းတို့သာခေါနဲ့ပေါင်းပြီးတော့မင်းတို့မှာစောက်ရည်ချင်းမရှိဘူးလေ။မင်းတို့စစ်ခွေးတွေမှာစောက်ရည်ချင်းမရှိဘူးလေ။အဲ့တော့သာခေါရဲ့อืมตาโกอาโกเนี่ยဒီကလေးမုံမိတ်ဘူးကြည်တစ်ချက်မဖောက်ပဲလဲမင်းတို့ကလွယ်လွယ်လေးနဲ့ယူလို့ရမလားကောဟမ် 六六年呢，油路下没拉，那个县长呢，田南面的家伙段，当然有下坡的哟，一样有下坡的个，被杀他了的，年纪。哎，俺们在搬家了，噶，没有石龟石安那兄，家过背里的，啊，油改你的石龟得吧？行了呢，六六来，呢，北路边北路超然西边哪个？啊？ 没有新拉的里过？背拉开了，这可哩那可哩一路牛为啥拉开了，没好过。六月是热里天，背山拉开了过。还有，当然也也包里也送下吃的地，当然也也包里，大南岳的马路，的确嘛，交通不老对，西了我们嘞。你又没来说了。 没够呢，没没有，几家老婆，还不啦？八九呢，怎么着？六六六呢？本来也没收益，哎嘛，家松开的，也包里也，哎，手里个，看中你嘛，我挂掉你，哎？哎的，那你嘛，不色拉开的，也包里也，手里个。 ထတုံနေမှာဘောကွာမင်းတို့ကငါကြောက်ပြီလားငါတို့တော့နေမှာပေးဆက်ထားပြီလို့ငါတို့အယိုးတွေဒီမှာချိနေသေးရဲ့ကွာဆိုပြီးတော့မင်းတို့အယိုးကနေမင်းတို့ထတ်တုံမှာဘောကွာကဲဒါတော့ဗောနော်ဝါဇင်တူ27မှာညီနောင်၃ဖွဲ့ကနေတိုက်ခဲ့ပြီးအနိုင်ယူခဲ့ပေမဲ့အခုအချိန်မှဆိုရင်တော့ပြန်လဲဆုတ်ခေါ်သွားတဲ့ MMD နဲ့ TNL လေးကိုတဲ့ပြောလိုက်တာဖြစ်ပါတယ်နော်အဲ့တော့သူတို့ဘက်မှာချီဗီနားလေပေးလို့ရပေမဲ့လေဒီလိုမျိုးပြန်ဆုတ်တဲ့ဟာမျိုးတွေကတော့လုံးဝအဆင်မပြေပါဘူးနော် ကျွန်တော်နောက်နောက်ထပ်သတင်းကတော့အခုဆိုရင်ကျမ်းဖတ်စစ်တပ်ရဲ့လောက်မှာရှိတဲ့အမှုပညာရှင်တွေအတွက်ဘယ်တော့တော့ခက်ခဲလာပြီလဲဆိုတော့ကိုကျွန်တော်သိလာပြီပေါ့နော်အခုဆိုရင်ဒီဒီအမှုပညာရှင်ဆိုတဲ့ကောင်တွေကိုပဲကျမ်းဖတ်စစ်ကောင်စီကပြန်လဲတုံးချတယ်ဒါအပြင်တော့ဒီ နေဦးတော်လိုင်းမှာလက်သုံးချောင်းထောင်တဲ့လူတွေပို့ပြီးတော့ဗောနော်သူတို့ပြည်သူနဲ့ရန်ပြန်ပြီးတော့တွေ့ခိုင်းတာဗောနော်သူတို့အားပေးတော့ခံခဲ့တဲ့လူတွေသူတို့နဲ့ပြန်ပြီးရန်တွေ့ခိုင်းတဲ့အထားပုံစံတွေလောက်တော့တွေ့ရပါမယ်နော်အဲ့တော့ပြီးခဲ့တဲ့ဗီဒီယိုဖိုင်မှာဆိုရင်လည်းဒီဝါရဖြစ်တဲ့ဗီဒီယိုမှာဆိုရင်လည်းဗောနော်တကယ်ဆိုသူတို့မင်းသားမင်းသမီးတွေအများကြီးတုံးလို့ရပါတယ်ဘောမားတွေတန်းစီနေမယ်နော်ခန့်စီသူတို့ရန်အောင်တို့အများကြီးရှိပါတယ်နော်အဲ့တော့အဲ့ဒါတွေမတုံးမင်းနဲ့တကယ်ဒတိကျမင်းသားမင်းသမီးတွေကိုတုံးနေအဲ့ဒါတွေနဲ့ပြည်သူနဲ့ရန်ရန်တိုက်ခိုင်းမှာဗောနော်စိတ်ဝမ်းကွဲအောင်လုပ်တယ်ဗောနော်တကယ်လည်းထိရောက်တာတွေ့ရပါဗောနော်တချို့နေရာတွေမှာအဲ့လိုမျိုး ကွဲသွားတာတွေ့ရတယ်။ဒါပေမဲ့တော်လန်ကြီးတကယ်စိတ်ခိုင်မာတဲ့လူတွေကတော့ဘာမှမပြောင်းလဲပဲနေမှာเนาะ BC လောက်တာလည်းတွေ့ရပါเนาะ။အဲ့တော့အခုချိန်မှာဆိုရင်ချက်ဖက်မင်းအောင်လိုင်းရင်းနဲ့ဒီ lobby တွေရပါเนาะ။တခြားအမှုပညာရှင်တွေကိုဘယ်လိုမျိုးအချင်းချက်တွေအောင်လုပ်နေဆိုတော့ကျွန်တော်ချက်နှောက်ကြည့်အောင်เนาะ။ကျော်မျိုးမင်းရဲ့ video file များဖြစ်ပါတယ်။ကျော်မျိုးမင်းဟာဘလောက်ထိမိုက်ရိုင်းနေဆိုတာသူတို့စစ်တပ်ကိုအားမပေးတဲ့အမှုပညာရှင်မှန်တယ်များကိုထောင်တဲ့ ဖမ်းထဲဖို့အထိနော်ချင်းချောင်းနေတဲ့လောက်ရပါအဲ့တော့ကျွန်တော်ပြောပြမယ်လက်ရှိမြန်မာပြည်မှာဖမ်းဝါတဲ့အမှုပညာရှင်တွေအခု mighty တို့နော်အုံတိုင်းတို့ဆိုလာဘာမှပြောထားတာမဟုတ်ဘူးဘာမှမပြောထားပဲနဲ့ဘာမှမဆိုင်တဲ့အရာတခုကိုကောက်ပြီးကြက်ကလေးငက်ကလေးလို့ဖမ်းတယ်ဆိုတာကအဲ့ဒါခွင့်ပြုတဲ့အရာမဟုတ်ဘူးနော်အဲ့ဒီလောက်ရကိုငါတို့ဘက်ကအားပေးလို့အဲ့ဒါငါတို့အားပေးတဲ့အဖွဲ့မလို့အားလောက်ပါဘာလို့လို့မှန်တယ်လို့ပြောတာဒီလုံးဝမှားတယ်နော် ဖွင့်ရနားထောင်ယူပါလဲနေသေးတယ်ပြည်တွင်းမှာလဲနေသေးတယ်ချို့လူပြချင်းလူပညာတေအုပ်စုလူပညာတမားဟိုကျောင်းကျောင်းအုပ်စုပြည်တွင်းမှာလဲဒီနေ့ရှိနေသေးတယ်လူမိုက်လူရငါအိုးအချက်ဖက်တမားတွေရဲ့ post အောက်မှာ comment တွေတော့ပေးတာ like တွေတော့လုပ်တာ share တာ messenger တော့စကားပြောတာအဲ့ဒီလူတွေကိုခုနတချို့ဒီဘက်ကဟိုဟန်ညိုးရပါလို့ပြောနေပြီ concept တင်နေ phase တက်တင်နေပါညာဆိုတာကျွန်တော်တခါကျရင်အဲ့ဒါလက်ခံတယ် ဘာလို့ဆိုဟာခင်ဗျာစစချင်းဒီအချမ်းပတ်သမားတွေပြည်ပြည်အုပ်စုတွေအနေနဲ့ကုတီဘလူးပလဲလို့ပြီးဟဲ့ပဲပဲပလဲနန်တွေချောက်လုံနေတာကနိုင်ငံတော်တောင်းပြီးလို့လုပ်တာဆိုတမျိုးပေါ့မဟုတ်ဘဲနဲ့သူတို့သဘောနဲ့သူတို့တော့လှုပ်ရဆိုတာဒါအချမ်းပတ်သမားတနည်းနဲ့ထောက်ပံ့အားပေးနေတာအချမ်းပတ်သမားထောက်ပံ့အားပေးတဲ့အမှုပညာရှင်ဆိုဘယ်ကောင်မတော်ဘူးခေါ်ပြီးနေကြည့်ရမှာခေါ်စစ်ကြည့်ရမှာသူဖုန်းနဲ့ယူစစ်ကြည့်ရမှာပါတော့ပြောမရအောင်စိတ်မချအောင်ခင်ဗျာဒီကောင်တွေပါအောင်လည်းမသိဘူးအဲ့တော့အဲ့ဒါကိုချင်းကြောက်နေပါညာပြောဖမ်းတဲ့နေပါညာဆိုပြီးလော်ဘီကြီးကပြောပါတယ်ဆိုပြီးတော့မှဟိုင်းကျုပ်ကတော့ပြည်ပြည်အုပ်စုတွေ့ရောတွေ့ကျွန်တော်ရှင်းရှင်းလေးမြင်တာဟဲ့ရှင်းဦးတို့အုပ်စုတွေအဲ့ဒီတက်မတော်ထားမှသူအုပ်စုက ဒီအနုပညာတဲ့တွေနုပညာရှင်တွေခုနကဒီအချက်ပဲတမိုင်းတွေဆက်တဲ့အနုပညာရှင်တွေကိုဖမ်းဖို့လောက်ပဲပြောတာသူတို့ဘက်ကကြတော့အဲ့ဒီလူတွေတတ်ဖို့ပြောတာကဲခင်ဗျားစမ်းကြည့်စကားလုံးလုံးမရှိပဲဖမ်းဖို့ပြောတာတတ်ဖို့ပြောတာဘုရားဘုရားဇာတိန်းလာတယ်ဘုရားဘုမင်းတို့ဘက်ကဖမ်းတဲ့လူမှလည်းမတတ်ဘူးလားမင်းတို့ဘက်ကဖမ်းမိတဲ့လူတွေကိုမတတ်ဘူးလားဟုတ်လားတကားမတတ်ဘူးလားမဟုတ်လေအခုဒီနေ့မှနေတဲ့သူတွေသူတို့ယုံကြည်ရသူတို့အားပေးမယ်လေဟမ်သူတို့ယုံကြည်အောင်သူတို့အားပေးတာကိုခုနကပြောလို့ အသေးလေသူတို့ဒီဟာကိုကြိုက်လို့သူတို့အသေးပေးတာလေအဲ့ဒါကိုဖမ်းမယ်ပေါ့အဲ့တော့အဲ့လိုဖမ်းလို့ရဆိုငါတို့ဘက်ကလည်းမင်းတို့စစ်တပ်ကိုအားပေးတဲ့လူမှန်များဖမ်းမယ်ဆိုအဓိပ္ပာယ်ရှိလားဟမ်မင်းစစ်တပ်ကိုအားပေးတဲ့လူဖမ်းရမလားငါတို့စစ်တပ်မှာစစ်တပ်အားပေးရုံနဲ့မဖမ်းဘူးနော်လက်ရှိတော်လိုင်းနယ်မြေမှာတပ်ဖွဲ့ပါတီဝင်တွေစစ်တပ်ကိုအားပေးလူတွေအများကြီးလက်ဖမ်းနိုင်အောင်မလုပ်ဘူးဘာဖြစ်လို့လဲစစ်တပ်ကိုဒလန်တရှိုးမလောက်ရင်ကြိုက်တယ်လို့နေမင်းကမင်းစစ်တပ်ကိုအားပေးတာပေးရတာမင်းမင်းရဲ့ခံယူချက်မင်းရဲ့ယုံကြည်ချက်ဟမ် စက်ကြီးစက်ကြီးအကြိုင်းလာတယ်ဖမ်းတာရိုးရိုးလေးပဲဖမ်းတယ်ဆိုတာကြက်ဖက်အားပြီးမပြောင်းဖမ်းခိုင်းတာသူ့ဘုခေါ်ဆက်ခိုင်းတာတပါလို့ပြောတာလူတက်တချောင်းအသေးဥသားခိုင်းနေတယ်အဲ့ဒါမှန်သလားဘယ်အားမှလဲစဉ်းစားဖို့ဒါကြောင့်တချို့ကိစ္စတွေကြာရင်ဒီဘက်ကပြောတာမှာရိုးရိုးလေးပဲဒီဘက်ကပြောတာကလူတက်မပြေနိုင်ဘူးခိုးဘက်ကပြောတာအသေးဥသားခိုင်းနေတာဖြစ်ရှင်းလေဟိုအဲ့ဒါဆိုရင်မင်းတို့ကပြောတာနော်ငါမေးမယ်ကွာမင်းတို့စစ်တပ်ကဖမ်းပြီးတက်ဖြတ်ထားတဲ့လူကြီးဘယ်လောက်ရှိတော်လိုင်းဘက်ကတက်တဲ့လူကြီးဘယ်လောက်ရှိပြစ်မှုတစ်ခုချင်းစီမင်းတို့ဘက်ကဖမ်းပြီးတက်တဲ့လူတယောက်ထွက် ဘာပြစ်မှုကြောင့်တတ်တယ်ဒီဘက်ကဖမ်းပြီးတတ်လိုက်လူတယောက်ထွက်ဘာပြစ်မှုကြောင့်တတ်တယ်ရှင်ရဲလားအဲ့တော့မင်းတို့တတ်ထားတဲ့လူကြီးမင်းတို့ပြန်ကြည့်နော်တော်လှန်ရေးဘက်ကလူတွေကပါးစပ်နဲ့ပဲပြောတာပါးစပ်နဲ့ပဲတတ်နေကြတာလက်တွေတတ်မယ်ဆိုမင်းတို့မျိုးကမ်းပြီးရှင်းလားဘယ်သူမှလက်တွေမတတ်ဘူးနော်အဲ့တော့မင်းတို့တတ်ထားတဲ့လူကြီးကိုအရင်ပြန်ကြည့်ပါးစပ်ကနေစွန့်မပြောနဲ့မင်းတို့တတ်ထားတဲ့လူကြီးနဲ့တော်လှန်ရေးဘက်ကတတ်တဲ့လူကြီးဘယ်ဟန်းဘလောက်ထိများတယ်ဘယ်နှစက်များလဲ အဲ့ဒါလေးပဲပြန်ကြည့်နော်ပါဇက်ကတတ်မယ်ဆိုတိုင်းတတ်လိုက်ကြလားဟုတ်တယ်တော်လိုင်းမှာချမလိုက်ဘာရှင်းမလိုက်ဘာလို့ပြည်သူအများစုလေးပြောချင်တယ်ပြောမှာပဲဟုတ်တယ်မလားပြောချင်တယ်ပြောမှာပဲစိတ်ခံစားချက်ရှိတဲ့အတိုင်းပြောမှာပဲဒါမဲ့ဒါဒီပြည်သူစကားအယူကြီးဥဆောင်နေတဲ့သူတွေထွက်ပြောလာတာအဲ့စကားကို PDF တိုင်းတက်ဖွဲ့ခေါင်းဆောင်တွေထွက်ပြောတာ PDF ဝင်ထားတဲ့ရဲဘော်တွေထွက်ပြောတာအေးအဲ့ဒါဆိုရင်မင်းတို့ပြောပြည်သူအများစုကတော့ပြောချင်တယ်ပြောမှာပဲ အဲ့ဒီပြည်သူအများစုပဲတတ်ပလိုက်ဆိုတဲ့အဲ့ဒီရဲဘော်တွေကသွားဖမ်းရင်တတ်လာအနာကိုပြန်ကြည့်လေဟမ်ဘာလဲပြည်သူအများစုပြောတဲ့စကားကောင်းတဲ့စကားဆိုမင်းတို့မကောင်းတဲ့စကားမင်းတို့ကထုတ်လုပ်ပြီးသလိုပြောလို့ရတယ်ဒါပေမဲ့မင်းတို့ဘက်ကဖမ်းပြီးတတ်နေတာဘယ်တောင်ရှိဘူးဟမ်မှန်မဲအဲ့တော့အသေးတခိုက်တယ်အချက်ဖတ်သမားနဲ့တော့ကျွန်တော်တို့တသားလည်းမနေနိုင်ဒီ channel လေး channel လေးလည်းမနေနိုင်ဒါကြောင့်ကျွန်တော်တို့ကဒီကောင်လေးနဲ့ဆက်ချင်မှာကျွန်တော်မျက်နေမယ်ဒါရှင်းရှင်းလေးပဲကျွန်တော်တို့ကနိုင်ငံတော်တွေပါဘူးဘုရားရှင်ကျွန်တော်မျက်မင်းမချတော့ဘူးနော်မင်းကတော့မင်းမင်းလဲလိုက်ပြီထင်တယ်တိလားမင်းမချတော့ဘူးမယုံကြည်လား လဲစဉ်းစားမှာနိုင်ငံတော်နဲ့တရားတွေနေမယ်ဆိုဖြစ်ရမယ်ပြီးရင်နိုင်ငံတော်နေနေရလဲတချို့တို့ပြရှင်တွေကိုကြည့်ရမယ်အခုကြံနေတဲ့တို့ပြရှင်တွေရှိတယ်ဖြစ်ရှင်လေးကျွန်တော်ခဏပြောကြံနေတို့ပြရှင်တွေရှိတယ်ခေါ်အခုခေါ်ခင်ဗျာအခုခေါ်မှာနိုင်ငံတော်တို့တို့လုတ်ခဲ့တဲ့အဖြစ်တွေရှိတယ်ခင်ဗျားတို့မှာအိုက်ထောက်ထိုက်ရှိတယ်အိုက်ထောက်ထိုက်ကြိုင်ပြီးတော့စကားပြောကြည့်ရမယ်မေးကြည့်ရမယ်တို့ရဲ့သဘောထားဘယ်လိုရှိရဲဆိုတော့လေမီဒီယာနဲ့ပြန်ပြောရမယ်အဲ့လိုပြောဟောအဲ့ဒါဆိုရင်လူတယောက်ကစန္ဒဆိုတာဘာမှအသုံးဝင်တော့ဘူးပေါ့ဟုတ်လားအဲ့လိုအဲ့လိုပြောရင်းတာမရှိဘူးလားမင်းအခုပြောရတယ်ဟဲ့ငါတို့တော်လိုင်းဘက်ကတော့ရှင်းတယ်မင်းတို့စစ်တပ်ကိုထောက်ခံတိုက်ရိုက်လူထောက်ခံ ပြည်သူတွေမှာလည်းထောက်ခံခွင့်ရှိတယ်စစ်တပ်ကိုထောက်ခံယုံတဲ့ပြည်တနာရှာခွင့်မရှိဘူးတော်လန်ရေးဘက်ကလူတယောက်ဟာစစ်တပ်ထောက်ခံနေတဲ့ပြည်သူတယောက်ကိုစစ်တပ်ကိုထောက်ခံယုံတဲ့ပြည်တနာရှာတယ်ဆိုရင်ဒါဟာလုံးဝအထိပ္ပယ်မရှိဘူးเนาะအဲ့တော့တခုတော့ရှိတယ်အဲ့ဒီစစ်တပ်ကိုတွားပြီးပူးပေါင်းပြီးတော့တည်င်းပေးတာတွေဒလန်လှုပ်လာတယ်တွားလှုပ်လာမယ်ဆိုရင်တော့အဲ့ဒါဆိုရင် short ကထိတယ်တာမန်ငါတို့ကစစ်တပ်ဘက်ကိုအားပေးတယ်စစ်တပ်ထောက်ခံထောက်ခံလေဒါမင်းမထောက်ခံတာဟမ်မင်းတို့ဘက်မှာအဲ့လိုတော့လုံးဝမရှိတော့ဘူးပေါ့ အဲ့ဒါလူပိတတဲ့လုပ်ရတယ်မိတာတွေကိုလုပ်ဖို့မြောက်ပေးနေတာမင်းကိုယ့်ကိုမချက်ဘူးလားတော်မမေဒါဒါတမိုင်းနေတော့တမိုင်းနေအဲ့ဒါတမိုင်းနေဒီတော်ဒီဒီနိုင်ငံရဲ့တမိုင်းနေနော်ဂလုံးမှုဆောင်ကြည့်ကျော်မျိုးမင်းရဲ့မယားပါကျော်မျိုးမင်းရဲ့သားပါကျော်မင်းရဲ့သားလေးမွေးထားပါတယ်ကျော်မျိုးမင်းရဲ့ဟမ်မင်းမွေးထားတဲ့ကလေးမျက်နှာမင်းမထောက်ဘူးလားအခုရမတိပြင်မဲ့မင်းနဲ့ကြီးလိုက်မင်းမင်းခလေးဘလောက်ညံ့နေရမယ်အောင်မင်းလေမင်းအဲ့ဒါပေါ်တယ်ချင်းမဟုတ်ဘူးနော်ဟုတ်လား ကဲကွာမင်းကိုငါပြောမယ်မင်းနဲ့ငါကြိမ်တွဲရတာငါတော်နိုင်ဘက်ကမင်းကမင်းစစ်တပ်ဘက်ကတိုင်းပြည်ပေါ်နဲ့ပြည်သူပေါ်ကိုအကြမ်းဖက်နေတဲ့ကောင်တွေကိုတောက်ခံနေတယ်ငါထောက်ခံရင်မင်းကိုကြိုက်တယ်လို့ကြိမ်မင်းထောက်ခံရင်မင်းကကိုမေကိုလိုးကြော်မျိုးမင်းဖြစ်ပါလားမင်းကြိမ်ပြောရတာဟမ်ဘလို့လဲမင်းအကြမ်းဖက်ဆိုစကားကိုမင်းခဏခဏတုံးမယ်ဆိုဟုတ်လားအကြမ်းဖက်ဆိုတော့ငါလည်းတုံးလို့ရတာမင်းလည်းတုံးလို့ရတယ်ကြိုက်တဲ့လူတုံးလို့ရတယ်ဒါပေမဲ့မင်းစွတ်စွဲတဲ့ဘက်ကြီးတော်လှန်ရေးဘက်အကြမ်း မင်းတို့စစ်တပ်ဘက်အချမ်းတော်လန်ရေးဘက်က PDF တွေတိုင်းတန်းလက်နက်ကင်တွေစစ်တောင်းထိုးလို့ရွာလုံးပြုတ်ထွက်ပြေးရတယ်ဆိုတဲ့ data မင်းမြင်ဘူးလားကြားဘူးလားဟမ်မင်းရောမြင်ဘူးလားကြားရောကြားဘူးလားမင်းတို့စစ်တပ်စစ်တောင်းထိုးလို့ထွက်မပြေးဘဲနဲ့အေဂျင့်ဆိုတာနေလို့ရတယ်ရတယ်ရွာမင်းမြင်ဘူးလားဟမ်မြင်ဘူးလားမဟုတ်ကြားရောကြားဘူးလားမင်းရောမြင်ဘူးလားစစ်တပ်စစ်ကြောင်းထိုးလို့အေဂျင့်ဆိုတာနေလို့ရတယ်ဘာမှပြဿနာမရှိပါဘူးဆိုတော့ယူကမင်းမြင်ဘူးလားကြားဘူးလား เออไอ้อะอภิเวอะรออาจารย์แม่อาจารย์แม่ဆိုတဲ့စကားကိုပြောတော့မှာဆိုအဲ့အိမ်မြေမြန်မာဖြစ်နေတဲ့ပဂတိအရှိတရားကိုကြည့်နော်ဆောက်ရှက်မရှိလေအလကားရတိုင်းပြောချင်တယ်ပြောမနေနဲ့တိလခွေးမှသားဟမ်တို့ဒုက္ခပင်းလုံးရှိတယ်ကြိတ်ကြိတ်ပြန်ပြင်နိုင်ရှိတယ်ကျွန်တော်ခုထိကြားနေရတဲ့နည်းအများကြီးပဲကျွန်တော်ကဘာလဲဆိုတော့ သူတို့မမေလာမအရူသူတို့စစ်တပ်အုပ်စုတစ်စုလုံးနဲ့ဆက်ဆက်ပတ်သက်တဲ့လူပညာတွေကိုလုံးနေရာမပေးဘူးကြောင်နဲ့ထုတ်ပြလိုက်ဖို့ကြောင်ညာမပေးဘူးရိုက်ကူးရေးမလုပ်ဖို့အဲ့လိုမျိုးမျိုးစုံပေါ့ဗျာမီဒီယာနဲ့လုံဆောင်ရိုက်ကူဟိုနေနာမျက်နှာအောင်လုပ်ဖို့အဲ့လိုပဲလုပ်ပြီးတော့သူတို့ခုနကလက်တော့တောင်းပြီးတော့မမေလာမအဲ့မစ်ဆောက်ဖို့ညောမနေနဲ့ရုပ်ရှင်ထုတ်လုပ်ရေးမှအကောင်လုံးကိုမောင်ပိုင်စီးထားတာမင်းရောက်လိုက်တမိခင်သီးတမောမမေခင်သီးတမောတော့ပြောတိလိုက်အမမင်းတို့စစ်တပ်ကိုအားပေးတဲ့ကောင်လေးရုပ်ရှင်ရိုက်ဖို့တော့ပြော အဲ့ဒါရှင်းရှင်းလေးငါတို့လာမပြောနဲ့အေးဒါပေမဲ့ပြည်သူကတော့အေးဘွင်းကော့ပဲဟုတ်တယ်မလားအဲ့တော့ရုပ်ရှင်ကုမ္ပဏီဆိုတာဘာလို့ကိုလုပ်တာလဲပတ်စံလိုချင်လို့ပြည်သူကိုပြစားဖို့အတွက်ရုပ်ရှင်ရိုက်တာလေမကြည့်တဲ့ကောင်တို့ရိုက်မလားအဲ့တော့မင်းမဲ့လေမင်းအောင်လိုင်းရဲ့တမီးကိုယ်တိုင်ဘွင်းကော့လုပ်နေတာရှင်းလားဟမ်စောက်ပိလေးအမှတ်တော့ပြောခင်သီးတမုံတော့ပြောအဲ့လူတွေကိုရိုက်ပါလို့တော့ပြောသိလား ဖြစ်မှာပါဆိုတော့အုပ်စုနဲ့အကြပ်ပတ်သမားအုပ်စုတွေကကျတော့အမှုကကြော်ညာရှင်တွေနဲ့ပေါင်းပြီးတော့ချိန်ပြီးတော့ဟိုနိုင်ငံရေးကစားအမှုပညာဘောကမှာနိုင်ငံရေးကစားတာလုပ်တယ်ခုတရှိနေသေးတယ်သူပါတယ်အဲ့တော့နိုင်ငံတော်နေနဲ့စောင့်ကြည့်နေပြီးတော့ဒီကောင်တွေအများနဲ့စောင့်ကြည့်နေရတယ်ဒီကောင်များတော့စောင့်ကြည့်နေတယ်ဘာလို့လဲကွာယွန်စရာကြီးကွာအန်တီတိုင်အဲ့တိုင်ပြတ်စော်ဒေတာလိုက်နေလိုက်ပြီးတော့မှတန်တရားရှိရှိလို့ကော်မီရပါဘာလို့ဆိုတော့ဒါနိုင်ငံတော်လုပ်တယ်အဲ့တော့ကျွန်တော်တို့ရှုပ်ကိတ္တာရီမှာကြာရင်ကျွန်တော်ဓာရီတန်တရားရှိနေတယ်တချို့လူပညာတွေကိုကျွန်တော်ပုံမှန်တန်တရားရှိနေတယ်တချို့လူတွေကခင်ဗျာဟိုကျွန်တော်တို့နိုင်ငံကတော့ကျွန်တော်အမြဲတွေးတယ်အခုကြည့်ကြော်မျိုးမင်း မတရားတာအတ္တမယူလှုပ်ဖို့ကိုစိတ်ကောကိုရောအကုန်လုံးတိုက်တွန်းနေတာအားပေးနေတာလှုပ်ဆောင်နေတာကြီးစံကြောက်စရာကြီးအကောင်းပြောတာကြောက်စရာကြီးနော်အခုတူအားပေးတဲ့ပုံစံမျိုးဒေါအောင်ဆန်းစုကြည်ကိုအားပေးရကျွန်တော်လက်မခံဘူးဟာလူတယောက်တူအားပေးခြင်းနဲ့ပဲတူအားပေးမယ်လေမင်းသားမင်းသမီးဖြစ်တာနဲ့ပဲစစ်တပ်ကိုအားပေးရဖို့လားတူအားပေးခြင်းနဲ့တူအားပေးမယ်လေဒါလူတယောက်အခွင့်အရေးလေတူကြိုက်တဲ့လူတူအားပေးမယ်လေဟမ် ပြောဘူးပဲအကျမ်းဖက်တမားတွေနဲ့အကျမ်းဖက်ကိုအားပေးတဲ့ကောင်တွေဘဝစတိုင်းကိုမေကိုလိုးတဲ့ခွေးမျိုးဖြစ်ပါစေ။ကဲဒါတော့ကိုစစ်တော်ချက်ပြီးတော့ဖိုင်ဖြစ်ပါရနော်အဲ့တော့ကျွန်မင်းကတော့ဒီပြည်တွင်းမှာကြံခဲ့တဲ့နုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုလုံဆောင်နေတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေတိုးတို့ပြည့်မြတ်တို့ဆိုရင် ားလုံးလည်းသိပြီးသားဖြစ်ပါတယ်ဒီ new dollar line မှာဆိုရင်လက်သုံးချောင်းနေထောင်တချင်းနေဆိုခဲ့တဲ့သူတွေပေါ့နော်အဲနောက်ထပ်ဘယ်သူတွေမဲပေါက်မလဲဆိုတာတော့ဟိုဝင်းရပြောပြောပုံရဆိုရင်တော့လူမင်း PDU အင်ဒရာဂျော်စင်တို့အဖွဲ့ကြီးထပ်ပြီးတော့ဗောနော်သူတို့ဖိအားပေးနေတဲ့အခြေအနေတွေတွေ့ရပါဗောနော်အဲရွေးကောက်ပွဲမှာဒီဒီနုပညာရှင်တို့ထပ်ပြီးတော့ပွဲထုတ်ပြီးတော့စူပူအောင်လုပ်အောင်မယ်ဆိုတာကတော့သိကြတယ်ဗောနော်အဲတော့ကျွန်တော်တို့တွေကတော့ဒီတွန်လိုင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးထွက်လာတဲ့လူတိုင်းကိုတော့ ဘွဲကောက်လို့မှာဖြစ်ပါတယ်အဲ့တော့အချက်ဖက်မင်းအောင်လိုင်းနဲ့မပူပေါင်းဖို့လိုပါတယ်နော်အဲ့တော့ကိုဇန်ကီပြောသလိုပဲတော်လိုင်းရဲ့ဖက်ချန်နယ်ထွက်လာနေဆိုရင်တော့ပိုကောင်းတာပေါ့ဟုတ်ကဲ့ဒီမနက်ပိုင်းပြတ်သတင်းပြီးတော့ဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပေးကြမြို့ဘက်ပြည်သူရောက်စတန်2ပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ယူကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှလောက်တဲ့မြောက်ဆောက်တဲ့မြောက်အရာအားလုံးမှအောင်မြင်ကြပါစေတွားလျက်မှာဘေးကင်းကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျာ